ရခိုင်မျိုးရပါတီ RNDP အနေနဲ့လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာပါတီကိုစားပြုတ်ဝင်ရောက်ရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ရမှာမဟုတ်ဦးစီးမှုကိုတန်တဲ့လောက်လျှော့ချပြီးအောက်ခြေအဆင့်ရွေးကောက်ပွဲတွေနဲ့ရွေးချယ်ခဲ့တယ်လို့လာမယ့်ရွေးကောက်ပွဲကိုအောင်မြင်စွာဖြတ်သန်းနိုင်ဖို့မျှော်လင့်ထားတယ်လို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောပါရယ် လာမယ့်ရွေးကောက်ပွဲအတွက် RNDP ပါတီရဲ့ပြင်ဆင်မှုရွေးကောက်ပွဲမှာပါဝင်ရှင်မြိုင်ကြမယ့်အင်အားကြီးနိုင်ငံရေးပါတီတွေတိုင်းရင်းသားပါတီတွေနဲ့ပတ်သက်တဲ့အမြင်သဘောထားတွေနဲ့ရွေးကောက်ပွဲကော်မရှင်အပေါ်တုံ့တက်ပြောဆိုချက်တွေကိုတော့ VOA မြန်မာယုံတာဝန်ခံဒေါခင်စိုးဝင်းကဒေါက်တာအေမောင်ကိုတွေ့ဆုံမေးမြန်းချပါရရှင်။မင်္ဂလာပါရှင်။မင်္ဂလာပါဗျ။ကျမတို့တွေ့ဆုံမေးမြန်းခင်ပြည့်ရတဲ့အများကြီးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါဒေါက်တာအေးမောင်တို့ရဲ့ဒီရခိုင်အမျိုးသားပါတီအနေနဲ့ပေါ့အခုလာမယ့်ရွေးကောက်ပွဲမှာပြည်သူကိုယ်စားလှယ်ဘယ်နှရောက်လို့များရွေးထားပြပါပြီလဲရှင်ဟိုကျွန်တော်တို့နောက်ဆုံးသတင်းပေါ့နော်ဟို86နေရာလောက်ရှိပါတယ်ရခိုင်ပြည်နယ်တစ်ခုလုံးပြိုင်ပါမယ်ရန်ကုန်တိုင်းမှာ9နေရာလောက်ရှိပါတယ်ရှမ်းပြည်နယ်ရဲ့ပလက်ဝါမှာ9နေရာရှိပါတယ်အေရဝတီတိုင်းမှာ2နေရာရှိပါတယ်အလုံး86နေရာပါ ဟုတ်ကဲ့ပါဒီရွေးကောက်ပွဲကော်မရှင်ကနေတက်မှတ်ထားတဲ့ရဲ့အတော်တွေမှာပဲအပြီးသက်တင်နိုင်ခဲ့တာပါလားရှင်ဟုတ်ကဲ့တင်ထားတဲ့စီရင်ကိုကျွန်တော်တင်ပြတာဟုတ်ကဲ့ပါအခက်အခဲတွေပါရောရှိခဲ့ပါသေးလားရှိပါတယ်ဟုတ်ကဲ့အဲပါတီတွင်မှာကျွန်တော်တို့ကဒီမိုကရေစီကိုအဆုံးကုန်နှက်လိုက်တဲ့ပါတီဖြစ်သွားတာကိုအဲ့ဒါကြောင့်လည်းတခြားပါတီတွေကနမူနာယူပါတယ်ကျွန်တော်တို့ကညီလာခံဖြတ်သန်းတဲ့အခါမှာပါတီတွင် election လုပ်ဖို့ညီလာခံကအဆိုပြုတာရှိပါတယ်အဲ့ဒီပုံမူတည်ပြီးမှကျွန်တော်တို့ဘိုလ်လုံမှုဆောင်ပွဲက စီစဉ်ပြီးတော့လေရွေးကောက်ပွဲပါတီတွင်းကို လုပ်ပါတယ်။အဲဒီမှာအောက်ခြေပါတီကအစပေါ့နော်။ပြိုင်ဆိုင်မှုရှိသွားတဲ့အခါမှာအတွင်း clash ကတော့ဖြစ်ပါတယ်။တိုးတိုးလေးပဲကျွန်တော်တို့ကဒီမိုကရေစီကိုအဆုံးစွန်လုပ်လိုက်ရတဲ့ကာလမျိုးမှာကျွန်တော်တို့ကဘဟုဥစည်းမှုကိုရှောင်ပါတယ်။အဲဒါကြောင့်တခြားပါတီတွေကကျွန်တော်ရဲ့နမူနာကိုယူပြီးမှစင်ချင်ရလေးတွေနဲ့ပြန်ပြင်ကြရလို့ကြားပါတယ်။အမျိုးသားဒီမိုကရေစီဖွင့်ချုပ်ကတော့ဘဟုဥစည်းမှုကိုတော်တော်လုပ်တယ်။အဲဒီနောက်မှာလည်းသူတို့မှလည်း လိုမျိုးတုံ့ပြန်မှုတွေရှိတယ်လို့ကြားပါတယ်။တော်တော်လေးကျွန်တော်တို့86နေရာအထိနော်ကျွန်တော်တို့ဘက်ကလုပ်နိုင်ပါတယ်။တတိပုဂ္ဂလတွေကလည်းပဲရှုံသွားတဲ့ပါတီတွင်ပြန်ဆိုင်မှုမှာရှုံသွားတဲ့ပုဂ္ဂိုလ်တွေကလည်းတတိပုဂ္ဂလအဖြစ်တချို့ကြံကြပါတယ်။တော်တော်လေးကျွန်တော်တို့ကတော့မူရပုံနော်တတိပုဂ္ဂလပြန်ရင်ပါတီကထွက်ပြရမယ်။အဲ့ဒီသဘောနဲ့ပဲကျွန်တော်တို့ပြန်ပြီးစီရင်ပါတယ်။ ရုပ်ကပွေးကိုတော့အောင်မြင်စွာဖြတ်သန်းနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။နောက်ပြီးတော့အဒီမြန်မာဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါက်ဆန်းစုကြည်ကလည်းပြောခူးတာရှိပါတယ်။သူတိုင်းရင်းသားစီလုံးမြေမျိုးရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။တိုင်းရင်းသားတွေရဲ့နေမြေတွေမှာတိုင်းရင်းသားခေါင်းဆောင်တွေတိုင်းမြေနေရာတွေမှာသူမပြိုင်ဘူးဆိုပြီးတော့အရင်ကပြောထားခဲ့ပါတယ်။ဒါပေမဲ့တကယ်စီးပြတ်လာတဲ့အခါမှာဒီသူ့ရဲ့မဲဆန္ဒနေမြေအကုန်လုံးအကုန်လုံးပြီးပါနောက် NLD ကလည်းကိုကိုစလဲလွှတ်တော်ကိုစလဲအလောင်းအများဆုံး စီးရင်ထွက်လာပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဗောဒေါက်တာအေးမောင်ရဲ့လို့ဒီပါတီရဲ့သဘောထားလေးပြပြပေးပါရှင်ကျွန်တော်တို့အဓိကဥတည်တာကကျွန်တော်တို့ရဲ့ပြည်ထောင်စုဤဖွဲ့စည်းပုံကိုဒီမိုကရေစီလူပောင်ကိုသွားတဲ့ဖွဲ့စည်းပုံဘလို့ဖြစ်အောင်လုပ်မလဲစစ်မှန်တဲ့တိုင်းသားများလိုလာတဲ့เนาะဒါဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်လုပ်မလဲဆိုတဲ့ဥတည်ချက်နဲ့သွားပါတယ်အဲ့တော့ဒီဥတည်ချက် ပေါက်မြောက်ဖို့အတွက်ပါတီတစ်ခုဒီနဲ့ဒီအခင်းချင်းကိုအောင်မြင်နိုင်မလားဆိုတဲ့မဟာဗျူဟာ NLD မှာရှိဖို့လိုပါတယ် ဘလို့စုပေါင်းပြီးမှဒီဖွဲ့စည်းပုံကြီးကိုပြင်မလဲတူဦးဒီတပါတီဒီနော်လန်စလိတ်နိုင်သွားလို့ကိုနော်သူတို့လိုချင်တဲ့ပန်းနိုင်ဖွဲ့စည်းပုံချင်တာအဝေးကိုပြင်နိုင်တဲ့အခင်ချင်းရှိသလားဆိုရက်မဟာဗျူဟာကိုပထမ NLD ဘက်ကစဉ်းစားဖို့လိုပါတယ်ကျွန်တော်အင်တာဗျူးတာတချို့ရှိပါတယ်မိမိပါတီဘက်ကလက်ရှိဖွဲ့စည်းပုံအခင်ချင်းကိုထိုးဖောက်နိုင်ခြင်းကမစွန်းနိုင်ရင်မဟာဗျူဟာရပူပေါင်းပါဝင်မဲ့တစ်ဖက်ကောင်းဆောင်တွေကိုတိမ်သွင်းဖို့လိုအပ်ပါတယ် ဲ့ဒီခါမှာเนาะဒါပုံမှန်ပြောရင်ဖူစည်းပုံရ25ရာခိုင်နှုန်းကိုเนาะကျွန်တော်တို့အဲလက်ရှိပါလီမန်တွင်းကနေတဖြည်းဖြည်းနောက်ပြန်ဆုတ်သွားအောင်ဘလို့ညှိနှိုင်းပြီးမှအပြေယူလုပ်ပါတယ်ဘလို့ပုံကိုယ်တွေကဒီခင်ချင်းမှာဥပပေါင်းပါဝင်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့ဖူစည်းပုံကိုပြုပြင်ပြောင်းလဲနိုင်ပြီဆိုတာမှာယူပါပါအဲ့ဒီခါမှာတိုင်းရင်းသားကဏ္ဍကိုမေ့လို့မရပါဘူးတိုင်းရင်းသားပါတီများရဲ့ကဏ္ဍဒီတတိယအင်အားစုအဖြစ်ရှိနေပါတယ်ရူလင်းပါတီနဲ့အတိတ်ခံပါတီကြားမှာကိုရက်တီဖို့စူးစမ်းပါတယ် 조사ရဲ့ခံမှာမျိုးသားပါတီများအားလုံးဒီစစ်မှန်တဲ့ပြည်ထောင်စုဆိုတဲ့ဦးတည်ချက်ကိုပထမထားပြီးမှဒုတိယလမ်းကြောင်းကျွန်တော်ရဲ့နိုင်ငံကိုဒီမိုကရက်တစ်လူပောင်ဖြစ်ရမယ်ဆိုတဲ့လမ်းကြောင်းကိုသွားပါတယ်။အဲဒါကြောင့်တိုင်းရင်းသားပါတီများမပပေးနဲ့ဒီအခင်းချင်းဖွစည်းပုံခြေကဥပဒေပြုပြင်ပြောင်းလဲရဲ့အခင်းချင်းကိုမရောက်နိုင်ဘူးဆိုရင်မျိုးသားဒီမိုကရေစီအခွင့်အရေးကြီးမဟာဗျူဟာမှာခုနပြောတဲ့ညှိနှိုင်းမှုလိုပါတယ်။အဲ့ဒီညှိနှိုင်းမှုရှိမယ်ဆိုရင်ကျွန်တော်ထင်ပါတယ်။နော်တခြားပါတီကြီးကြီးတွေကလည်းပဲ နော်သူတို့ရဲ့ခင်းကျင်းမှာဥဆောင်ဥရွက်ပူပေါင်းပါဝင်နိုင်မဲ့ပုဂ္ဂိုလ်များအပေါ်မှာနော်ဒါအပေးယူရှိဖို့လိုပါတယ်ဒီလိုပဲတိုင်းသားပါတီများဖက်ကကောင်းဆောင်များကိုလည်းအပေးယူရှိပြီးခါမှာနေရာလှပ်ပေးခြင်းပေါ့ကျွန်တော်ဆိုတော့ကမနိုင်ဘူးလားမနိုင်နိုင်တဲ့အခင်းကျင်းရှိသလားအဲ့ဒီနေပြီမှာမနိုင်ဘူးဆိုရင်ကိုကအစရနောက်ဆုံးလိုက်ပါကိုနိုင်နိုင်တဲ့နေရာမျိုးတိုင်းသားနေမျိုးတွေမှာ ရှိခဲ့လို့ရှိရင်မဟာဗျူဟာရညှိနှိုင်းပြီးမှကိုတို့ကိုပြိုင်စေနိုင်အောင်တိုင်းသားပါတီများနဲ့အပေးယူလုပ်ပါ เนาะကျွန်တော်ပြောကိုယ်တိုင်ရှုံးနိုင်ရင်အစကရမပြိုင်နဲ့ရှုံးလဲရှုံးမယ်တစ်ဖက်ကမဟာမိတ်လေးပြတ်သွားမယ်ဆိုရင်မဟာဗျူဟာမြောက်ရှုံးချင်းဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့ပါအခုဒီမဲဆန္ဒရှင်စီးရင်နေလဲထွက်နေတာပေါ့เนาะအဲ့တော့မဲဆန္ဒရှင်စီးရင်တော်တော်များများမှာဒီစီးရင်မမှန်ကန်တာတွေတွေ့ရတာပေါ့เนาะအဲ့စီးရင်မမှန်ကန်တာတွေနဲ့ပတ်သက်ပြီးတော့ဟိုဒေါက်တာအင်းမော်တို့ပါတီအနေနဲ့ရောဘယ်လိုများပါဝင်ဆက်ဖက်တာရှိပါလဲရှင်အဲကျွန်တော်အမြင်ကျွန်တော်မိသားစုတောင် เนาะခဏဦးမေးစရင်းမှာမပါပါဘူး။ဒါပါဆို2010မှာကျွန်တော်တို့မိပေးခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအမတ်ဖြစ်လာပါတယ်။သူတို့2015ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခဏဦးမေးစရင်းမှာကျွန်တော်တို့မိသားစုတစ်ခုလုံးမပါဘူးဖြစ်သွားပါတယ်။အဲ့တော့ကြောင်းရွေးကောက်ပွဲတစ်ခုကြီးသမာသမတ်ကြမှုနဲ့เนาะဒါဟိုတရားမျှတမှုကိုကြည့်တဲ့အခါမှာမိပေးပိုင်ခွင့်ရှိတဲ့အသက်အရွယ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းမိပေးနိုင်အောင်စီမံဖို့က နော်စီမံကွက်ကြီးတဲ့ကော်မရှင်မှာတာဝန်ရှိပါတယ်အစိုးရဖွဲ့မှာတာဝန်ရှိပါတယ်မှတ်ပုံတင်မလုပ်ရသေးတဲ့တိုင်းသားတွေအများကြီးရှိပါတယ်တော်တော်လေးမှတ်ပုံတင်လုပ်စရာမလိုဘူးအသက်ဆင်းရဲတဲ့ပြည်ချောင်းကိုရက်ကွက်အုပ်ချုပ်ရေးအာဏာပိုင်နဲ့ရွက်ကပ်ဝေးကော်မရှင်ရက်ကွက်တို့ကညှိနှိုင်းပြီးမေးပေးပန်ခွင့်ရှိအောင်လုပ်ပေးမယ်ဆိုတာတော့နောက်ဆုံးဖြေရှင်းပါတယ်တော်တော်လေးဒီ voter list ကိုကျွန်တော်တို့ဘက်ကကြိုပြီးတိဖို့လုပ်ပါတယ်ကြိုပြီးတိမှပဲကျွန်တော်တို့ဘက်ကစီယုံနိုင်ပါဘူးဆိုတော့အဓိကတော့ရေကပ်ဝေးကော်မရှင်မှာအားနေချက်ရှိပါတယ်တော်တော်လေးပဲဒီဂျာကာလာလေးမှာ ဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ပါဝင်အမတ်တော်တော်များများအလောင်းလျာပေါ့နော်မိသားစုတော်တော်များများဟာမေးစရင်မှမပါဘူးဆိုတဲ့တဲ့ရင်ဟာတော်တော်လေးကြီးကြီးမားမားရှိပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုကဒီကိုစလေအလောင်းတွေကိုစီစစ်တဲ့နေရာမှာဟိုဒီရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကနေကြော်ပြီးတော့ဒီတခြားဒီ SD တို့ဒီ BSI တို့စာသုံးလုံးတို့အထူးတပ်ဖွဲ့တို့ကနေလာပြီးစစ်တယ်ဆိုတာတွေလည်းကြားနေရလို့ပါဒေါက်တာအေးမောင်တို့ပါတီအနေနဲ့ရောဗာကြားပါသေးတယ်ရှင်อืม ကျွန်တော်တို့မှာခရိုင်လေးတွေရှိတာပေါ့နော်ခရိုင်ကော်မရှင်ကပဲစစ်ပါတယ်စစ်တွေခရိုင်မှာနည်းနည်းလေးထူးခြားတာရှိပါတယ်ဟိုကျွန်တော်တို့ရွက်ောက်ပွဲကော်မရှင်ရဲ့မူရတော့ဖြစ်ပေါ့နော်ကျွန်တော်တို့ဟာပုံစံလေးတွေဖြည့်ရပါတယ်အဲ့ဒီပုံစံလေးမှာပါတဲ့အတိုင်းပဲနော်ဥမာဆိုပါတော့ဒီကော်မရှင်ရဲ့အမေစင်းမှာပါမပါကော်မရှင်ထောက်ခံချက်လိုပါတယ်ပြီးရင်တရားရုံးမှာကြမ်းကျင်ရပါတယ်အဲ့ဒါလေးပြီးရင်ပတ်စံလေးသွင်းပြီးကမှနော်ဒါရွက်ောက်ပွဲကော်မရှင် ရုံးမှာသွားပြီးဟိုလျှောက်ပါလေးကိုတင်ရပါတယ်ဒါ ပုံမှန်လှုပ်ရိုးလုပ်စင်ပါပြီးရင်သူတို့ကနော်မှတ်ပုံတင်ကအစဒီချုပ်ထားတဲ့ပုံကိုရဲ့ကိုရေးချဲ့တဲ့နဲ့ပတ်သက်လို့စစ်စစ်တာလုပ်ပါတယ်ဒါပေမဲ့လို့စစ်တွေခရိုင်မှာတော့ဖြစ်ရင်ပြစ်မှုကင်းရှင်းချောင်းဆိုတာလေးကိုရက်ွက်ရဲ့နော်ဒါပြစ်မှုကင်းရှင်းချောင်းလက်မှတ်ပါတယ်ရေးစခန်းရဲ့ထောက်ခံချက်လိုတွေဆိုတာနည်းနည်းလေးကော့နေလို့ကြားပါတယ်တိုးတိုးလေးအခုပြပြလေးလေးပဲအကုန်လုံးပြီးသွားပါတယ်တောက်ရှူရဲ့နောက်တန်တို့ရဲ့မှာတော့ဖြစ်ကိုတိုင်းတောင်မှလာစရာမလိုဘင်းနဲ့ခုနလိုစစ်စစ် တဲ့ပုံကူများရဲ့ယုံကြည်မှုရပါတော့တပါတီကနှစ်ယောက်လာမပြိုင်ဘူးဆိုရင်တယောက်ကိုနော်အချက်လက်များကိုစစ်ဆေးရင်ရပါတယ် SP တို့ပါတော့ကလည်းပဲဒီကျွန်တော်၆ပါတင်လာနဲ့ချက်ချင်းစစ်ဆေးပြီးကမှဒီ report ကိုပဲသူတို့ကကြည့်ပြီးမှအကုန်လုံးအရှင်းပြအောင်လုပ်ပါတယ်လို့ပြောပါတယ်ဟုတ်ကဲ့ပါအခုရခိုင်ပြည်နယ်ကရေဘေးဒဏ်တင်းတဲ့ဒေသထဲမှာအပါဝင်ပေါ်တော်တော်များများလေးဒုက္ခရောက်ခဲ့ကြပါတယ်ဥပမာဆိုလို့ရှိရင်မြောက်ဦးပေါ့နော်မြောက်ဦးပြီးတော့မင်းပြား တော်တော်လေးကိုဒုက္ခရောက်ကြပါတယ်အဲ့ဒီနေမြေဒီမှာရောရေကောက်ပွဲကျင်းပလို့အဆင်ပြေပါမလားရှင်ကျင်းပလို့အဆင်ပြေနိုင်တဲ့သဘောရှိပါတယ်ဒါတလန်းစီသွားတာပေါ့နော်တဘာဝဘေးရန်နေဖြစ်တယ်တဘာဝဘေးရန်နေဖြစ်တဲ့အခါမှာသက်ဆိုင်တဲ့အာဏာရှိတဲ့ပုဂ္ဂိုလ်က relief လေးလုပ်ပေးရတာပေါ့အခုကျွန်တော်တို့ဆိုရင်တော့ကဒီနော်ဒါ rehabilitation ကာလပါဘလို့ပြန်လေဒီဆောက်ပါမှားလေဒါအစိုးရဖွေအားလိုပါတယ်လွတ်တော်ရဲ့အားလိုပါတယ်အဲ့ဒီကာလမှာတည်ငြိမ်တဲ့ဒါလူပုစီတခုပြန်ဖြစ်အောင် ျွန်တော်တိဆောက်ရေးလုပ်ငန်းတွေလိုပါတယ်ဒီလိုမျိုးသဘာဝပြန်ကြည့်ထပ်ဖြစ်ခရင်တောင်မှအသက်ကြီးနိုင်ဖို့အတွက်နီလန်းတွေပံ့ပိုးမှုတွေလိုပါတယ်ကျွန်တော်ထင်တယ်ကာလကတော့ဖြင့်တတ်မှတ်ထားတဲ့ကာလဖြစ်တော့ရုပ်ကောက်ဘွေးကိုရှုဖို့ကလည်းအင်မတန်ခက်ပါတယ်အဲဒါကြောင့်မဖြစ်မနေကျင်းပရမယ့်ထင်ပါတော့ရုပ်ကောက်ဘွေးပါပါတယ်တော်တော်လေးပဲတည်ငြိမ်တဲ့လူဖွေးစီနဲ့ခုနအဲလုပ်ငန်းခွင်ဝင်နိုင်တဲ့အနေအထားဖြစ်အောင် အာသွန်ခွန်စိတ်လုပ်ပေးရမယ့်တောင်းပန်သည်အစိုးရအဖွဲ့နှစ်ရက်ရက်တောင်းပန်ဖြစ်ပါတယ် ဟုတ်ကဲ့ပါရွေးကောက်ပွဲကော်မရှင်ဆိုလို့လေဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးကိုတိုင်ကဒီစစ်ဘိုလ်ချုပ်ကြီးကနေလာတယ်ပြီးတော့သမရာကြီးနဲ့လည်းမတမ်းမှယဉ်ကြီးတယ်မိတ်ဆွေဖြစ်တယ်နောက်ဒီပြည်ခိုင်ပြိုးပါတီဝင်တယောက်လည်းဖြစ်ခဲ့တယ်ဆိုတော့သူ့အနေနဲ့ဒီရွေးကောက်ပွဲကြီးကိုလွတ်လပ်ပြီးတရားမျှတစွာကျင်းပပေးလိမ့်မယ်လို့ယူဆပါလားရှင်အဲပုဂ္ဂိုလ်ရေးအဖြစ်လို့နော်သူ့ဘက်ကရွေးရှိစရာမရှိဘူးလို့သုံးသပ်ပါတယ်တိကျကသူဒီတတ်မလို့သားတူဖြစ်တယ်အမိ ਈ နော်အဆင့်ဆင့်သောနော်ဟိုတာဝန်ပေးချက်ပုံမှာလိမ့်နာရတဲ့ပုံကိုဖြစ်တယ်အဲ့ဒါကြောင့်သူဒီခုနနော်ဒါအမိန်ပေးခြင်းကိုလေစာလိမ့်နာတဲ့အဝမ်းအဝိုင်းကလာတဲ့ပုံကိုဖြစ်တယ်အဲ့ဒါကြောင့်ဒီတာဝန်ဒီသူ့အတွက်ထမ်းကိုထမ်းဆောင်ရမယ့်တာဝန်ဖြစ်တယ်ဆိုတာကိုယုံပါတယ်တော်တော်လေးပဲတစ်ဖက်ကပြန်ချင်းဖူးစည်းပုံချိခံအောင်ပြေးပါဖူးစည်းပုံချိခံဦးလီမှာရွေးကောက်ပွဲကော်မရှင်ကိုပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားပါတယ်ဒါဒီလည်းပဲဖွဲ့စည်းပုံခြေခံဥပဒေရဲအာဏာချက်တခုလို့ကျွန်တော်တို့ဘက်ကတော့တုံ့တက်ပါတယ် အဲ့ဒါကြောင့်အခုနော်396တို့ဘာလို့ကျွန်တော်တို့ပြီးခဲ့တဲ့နေ့မှာနော်ဒါ right to recall ခေါ်တဲ့ကိစ္စလေးပေါ်လာတဲ့အခါမှာရုပ်ကဝေကော်မရှင်ဒီပြည်ထောင်စုအဆင့်ဖွဲ့စည်းတစ်ခုပြီးပြီးမှာတမနာကအဆိုပြုနိုင်တဲ့အနေအထားမှာရှိပါတယ်တမနာဒီအုပ်ချုပ်ရေးအာဏာပိုင်အမြင့်ဆုံးပုဂ္ဂိုလ်အဲ့ဒီအမြင့်အမြင့်ဆုံးပုဂ္ဂိုလ်အဆိုပြုတဲ့ပုဂ္ဂိုလ်က ခုနလိုနော်ဒါအာဏာသုံးရက်ကိုဂိုင်လှုပ်တဲ့ပုဂ္ဂိုလ်တွေကိုရွေးပြရတဲ့ကဏ္ဍရှိလာတယ်ဆိုရင်ဖြုတ်နိုင်တဲ့ပုဂ္ဂိုလ်လေဖြစ်လာတယ်ဖြုတ်နိုင်တဲ့အတိုင်းအတာရှိတဲ့ကော်မရှင်ကိုကြီးကြပ်ရမယ့်ပုဂ္ဂိုလ်လေဖြစ်နေတယ် နိုင်ငံရေးပါတီအားလုံးကိုလည်းထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပေးထားချက်ကိုကင်ထားနိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အခါမှာဒီဖွဲ့စည်းရအင်္ဂါအရေးကြီးလာပါတယ်အဲ့တော့ရွက်ကောက်ပွဲကော်မရှင်ဒီကျွန်တော်တို့သုံးသပ်တာတော့ဖြစ် temporary ဖြစ်ပေါ်လို့ပါတယ်ရွက်ကောက်ပွဲတစ်ခုကိုကျင်းပရမယ်ကျင်းပပြီးတဲ့အခါမှာယောသားပွင့်လင်းစွာဖြင့်အောင်စီရင်ကိုကျင်ညာပြီးတာနဲ့သူရတောင်းဝန်ဒီပြီးတဲ့သဘောဖြစ်ပေါ်လို့ပါတယ်အဲ့လိုဖြစ်ဖို့အတွက်လည်းခုနပြောသလိုပေါ့အဖွဲ့အစည်းတစ်ခုကလာတဲ့ပုံကောမဖြစ်ဘူးကောင်းပါတယ်ပါတီတစ်ခုကလာတဲ့ပုံကောမဟုတ်ဘူး ပို့ကောင်းပါတယ်အများအမြင်မှာအင်မတန်ကိုရိုးသားပြီးမှကြားနေနိုင်တဲ့ပုံကအဖြစ်ကိုနိုင်ငံတော်သမ္မတကြီးကငကိုမူလကလေးကရွေးထားနိုင်ခဲ့မည်ဆိုရင်တော့ပို့ပြီးတင့်ညိုတဲ့ရွေးကောက်ပွဲကော်မရှင်ဖြစ်မှာပေါ့တော်တော်လည်းရွေးပြီးသားဖြစ်တာမို့လို့ပို့ပြီးတော့เนาะဒါကကနာသမာသမတ်ကြစွာရွေးကောက်နိုင်မယ့်ပုံကတူအဖြစ်ပြီးကျွန်တော်တို့ကတော့တန်ဖိုးပေးပါတယ်အားလေးကိုးပါတယ်ဒီခင်းချင်းမှရွေးကောက်ပွဲကော်မရှင်ဒီသမိုင်းတွင်အောင်နော်ပြည်ကံပြိုးပါတီဖက်ကရော NLD ဖက်ကရောတိုင်းရင်းသားပါတီများဖက်ကရောတပ်မတော်ဖက်ကရော တမရာကြီးဘက်ကယူပေါ့နော်ဘက်မလိုက်ပြီနဲ့ကြားနေပြီးမှတမိုင်းတွင်အောင်သူတမိုင်းကိုနော်ပီပီတတ်တရေးသားနိုင်ခဲ့မယ်ဆိုရင်ဥတာသေးလို့ပေါ့ဗျာနော်ဥတာသေးတို့ဆရာရှိတို့ဘုရုပ်စောကြတို့တို့ကိတ္တတော့1990မှာကျင်းပနိုင်ခဲ့တဲ့နော်ရွက်ကပူကြီးတစ်ခုကိုဥတင်ရေးဥဆောင်ပြီးကျင်းပနိုင်ခဲ့ပါတယ်ဆိုတော့တမိုင်းကိုနှောင်းလူများမှတ်သားမိပါပါကျွန်တော်လေးရက်ကိုလုပ်ပြီးပါပါ ကျေးဇူးများအိတ်တင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်